ိန်းတောင်းချီငွေတွေကိုရေလိုသုံးကမင်္ဂလာပွဲ6ပွဲထပ်မနဲ့ကျင်းပခဲ့ကြတဲ့အနုပညာရှင်၄ဦးပြည်သက်များလုံးမဲ့မင်္ဂလာပေါင်းမာရဖန် page ကနေချက်ဆွလိုက်ပါတယ် အနုပညာလောကမှာဘယ်အရာမစိုးခုံထုတ်ခုံပြိုင်တဲ့ပြိုင်တက်ကြရရှင်ဒီအထဲမှာမှအိမ်တောင်ပြူရာကိုလည်းဂုံရှင်ပြိုင်စရာလို့သတ်မှတ်ထားကြတာပေါ့ခင်ဘုံကိုလည်းပြိုင်ကြသလိုငွေပေါ်လို့မင်္ဂလာဆောင်ကျင်းပတဲ့ပုံစံတွေပါရှင်ပြိုင်ကြတာရှင်တာမန်လူတွေမကျင်းပနိုင်တဲ့ငွေပမာဏနဲ့အပြိုင်ဆိုင်ကျင်းပခဲ့ကြတဲ့အနုပညာရှင်တွေကဘယ်သူတွေလဲဆိုတာကြည့်လိုက်ကြရအောင်နော်နံပါတ်၁ဝင်းမုံရွှေကြီးဝင်းမုံရွှေကြီးကတော့အနုပညာရှင်တွေအထဲမှာမင်္ဂလာပွဲအများဆုံးကျင်းပသလိုတောင်ဆိုလို့ရပါတယ်တော်တော်များများကလက်ငါးချောင်းပြည့်အောင်တောင်မနေ့စဉ်းစားနေရတဲ့အချိန်မှာဝင်းမုံရွှေ ကတော့ဘသူနဲ့ပြိုင်ပြိုင်နိုင်အောင်လက်ဆက်ချောင်းအဖြစ်မင်္ဂလာပွဲတွေကိုကျင်းပခဲ့တာပေါ့မင်္ဂလာပွဲကိုကျင်းပလို့ရတဲ့ရှုတော်မျိုးစုံနဲ့ကျင်းပခဲ့တာဖြစ်ပါတယ်ရထားတဲ့ခင်မွန်ကလည်းမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတတိဆင်းဝင်ခရိုနီကိုနိုင်ဖြိုးကျော်နဲ့လက်ထပ်ထားတာကြောင့်ပေါ့ကိုနိုင်ဖြိုးကျော်နဲ့လက်ထပ်ပြီးတဲ့နောက်မှာသူဖြစ်ချင်းတည်းများအလုံးကိုဖြစ်ခွင့်ရှိပါတယ်မင်္ဂလာပွဲဆိုရင်လည်းပုံစံမျိုးစုံနဲ့ကျင်းပသလိုလူတိုင်းမကျင်းပနိုင်တဲ့ရေခဲတောင်မှာတော့မှမင်္ဂလာပွဲလုပ်ခဲ့သေးတာဖြစ်ပါတယ်ဇယိတ်စကားနဲ့တင်အရန်ကိုမြောင်းလွန်တာမို့လက်ဖြားခါလောက်အောင်သုံးဖြုံနိုင်ကြတာပေါ့ဒါအပြင်ရှန်တိုင်ရင် ာလည်းဖြစ်တာမို့ရိုးရအတိုင်းနဲ့ကျင်းပခဲ့ပါသေးတယ်။မွန်ရွှေလှုပ်ချင်သမ ्या ကိုကိုနိုင်ဖြိုးကျော်ကလည်းဖြည့်ဆည်းပေးဖို့အဆင်သင့်ပါပဲရှင့်။ဒါကြောင့်မို့လဲမင်္ဂလာပွဲကစုစုပေါင်း၉ပွဲတောင်ဖြစ်သွားကာ၉ပွဲလုပ်ပြီးထိတ်တန့်အဆင့်ပွဲမျိုးတွေကိုကျင်းပခဲ့ကြပါတယ်။နံပါတ်1အင်ဒရာကျော်စင်အင်ဒရာကျော်စင်တို့ကအနုပညာလောကမှာမင်္ဂလာပွဲတွေအများကြီးကျင်းပတာခင်မစားခင်ပါတယ်။ရှေးကနေဦးဆောင်ဆံပြလုပ်ခဲ့ပါတယ်။ထိတ်တန့်အနုပညာရှင်နှစ်ဦးကပေါင်ဖတ်တာမို့မင်္ဂလာပွဲကိုချဲ့နိုင်တာထက်ပိုချဲ့ဆောင်နေဆိုပြီးဟိုလီကျော်ကျော်ကိုဖြစ်ခဲ့တာပါ။ သူတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲကိုအနုပညာရှင်တွေအများပြားကတက်ရောက်ခဲ့ကြရရှင်ဒါအပြင်အနုပညာရှင်တွေဈာရဲမှာလည်းအားကြခံရသလိုပရိသတ်တွေဈာမှာလည်းခွေထုတ်ကရောင်းရတဲ့အထိခေတ်စားခဲ့ရပါ တချို့ကလည်းအင်ဒွာကျော်စင်တို့ကဂုံဖော်ခြင်းလို့ခုလိုမင်္ဂလာပွဲတွေလုပ်ကြရလို့ထင်နေရှင်တကယ်တော့ဂုံဖော်ခြင်းလို့မဟုတ်ပဲသူတို့မင်္ဂလာပွဲကိုရုပ်တံတစ်ခုနဲ့ချိတ်ကလွှင့်ခိုင်းခဲ့တာပေါ့တီဗီမှာလွှင့်တာဖြစ်လို့မင်္ဂလာပွဲကိုအများကြီးကျင်းပခဲ့ရတယ်ရှင်ရလာတဲ့ငွေတွေကိုလည်း PTU Foundation မှာကလေးတွေစာသင်ဖို့ပြန်သုံးခဲ့တာဖြစ်ပါတယ်နံပါတ်3ဆိုပြေသစင် ဆိုပြေသစင်ကလည်းနမဲကြီးအနုပညာရှင်ချင်းယူတဲ့သူ့ရဲ့လက်ထက်ပွဲကိုအကြီးကျယ်ဆုံးဖြစ်အောင်လုပ်သွားမှာပေါ့ဟင်းဝင်ရန်တို့ဘက်ကနေဆိုပြေသစင်ကိုတံမိုးထားအောင်နီမျိုးစုံနဲ့ခြားပြနေကြပါတယ်ဆို ူပြည့်သစဉ်ကိုတံမိုးထားမှုမင်္ဂလာပွဲကို6ပွဲတော်ကျင်းပသွားမှာပါတပွဲချင်းစီတော်ကျင်းပဖို့ခက်နေတဲ့ခင်မဟင်းဝင်ရန်တို့မိသားစုဘက်ကနေတိမ်မောင်းတောင်းချီကိုအကုန်ကြခံကကျင်းပသွားမှာလည်းဖြစ်ပါတယ်အခုလက်ရှိမှာတပွဲသာကျင်းပရသေးတာဖြစ်ပြီးနောက်ထပ်9ပွဲကိုအခမ်းအနားဆုံးနဲ့ကျင်းပသွားမှာပါ မတ်လေးနေချီဦးနေချီဦးကလည်းမြန်မာနိုင်ငံမှာအချမ်းသာဆုံးအနုပညာရှင်ဆိုတာကိုညီမျိုးစုံနဲ့ချပြသူမို့လက်ထက်တဲ့အချိန်မှာလည်းတေချလေးကိုစီစဉ်ခဲ့ရပါတောင်ရံပွဲမှာဆိုရင်လည်းခန်းနာဆုံးဖြစ်တယ်လို့ဆိတ်ဆက်ပွဲနဲ့ဆူလျာရက်ပတ်မင်္ဂလာပွဲမှာဆိုရင်လည်းမြန်မာနိုင်ငံမှာဘယ်သူမှမကျင်းပသေးတဲ့ပုံစံလေးကိုလုပ်ခဲ့တာဖြစ်ပါတယ် ထိုင်းနိုင်ငံကနမဲကြီးအနုပညာရှင်တွေကိုခေါ်ကာအခမ်းအနားပြင်ဆင်တာလေးဖြစ်တယ်ရှင်။နောက်ပြင်မိကန့်ရဲ့အဝတ်စားကိုဆိုရင်လေတိမ်းမောင်းထောင်ကနန်းသုံးကပြင်ဆင်ခဲ့တာပေါ့။ဒီလေးရောက်ထဲမှာဘသူရဲ့လက်ထပ်ပွဲကိုအားအကျဆုံးလဲဆိုတာရေးသားပေးခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီး celebrity အကြောင်းအရာတွေအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။